ခမီးရောတာရောတန်ရှင်းသောဝိညာဉ်တော်ဤနာမတော်မြန်တိုင်းအာမင်ဖျားသခင်သည်တနိုးနေရှိပါစေကိုရောဤဝိညာဉ်နဲ့လည်းရှိပါစေတန်မာတိဦးရေးထားသောကျမ်းလုပ်စကားသည်အိုဖျားသခင်ကိုရောရှင့်အားဘုံတော်ကုံတော်ရှိပါစေတန်မာတိဦးခန်းကြီးငါခန်းငယ်20မှ25တောင် သင်တို့ဤကျုံးမဲ့ကျမ်းသည်ကျန်တဲ့ဆရာများနဲ့ဖာရိစေဥတို့ထက်မသာလျံသင်တို့သည် ကောင်းရဲ့နိုင်ငံတော်သို့ဝင်ရကြလိမ့်မည်မဟုတ်ဟုငါဆို၏လူအသက်ကိုမတတ်နဲ့တတ်တော်သူသည်ယုံနာအကျစီရင်ခြင်းကိုခံထား၏ဟု၍ရှေးလူကြီးတို့အားပြညတ်ထားခဲ့သည်ကိုသင်တို့ကြားခဲ့ရပြီတို့ရအတွင်းသင်တို့အားငါဆိုသည်မှာ ညီပြုစုံမိမိညီအကိုအပေါ်အမျက်ဒေါသထွက်မြန်းရုံတော်၌အကျစီရင်ခြင်းကိုခံထိုက်၏မိမိဒီညီအကိုအားသုံးမကြသူခုခေါ်၍ကဲ့ရဲ့စော်ကားသောသူသည်လက်တော်၌အကျစီရင်ခြင်းကိုခံထိုက်၏မိမိဒီညီအကိုအားအယူခုခေါ်သောသူသည်ဒဟိနာမိတံကိုခံထိုက်၏ထို့ကြောင့်တင်းသည်တင်းဤပူသောတကားကိုရစ်ပလင်သို့ယူဆောင်လာသောအခါ သိညီကိုသည်တန်၌အပြတ်တန်းစရာ ပစုံတစ်ခုရှိနေသည်ကိုထိုနေရ၌တတိယလင်သိညီပူဇော်တကားကိုရပ်ပလင်ရှိတွင်ထားရဲ့ကြီးလင်သွား၍သူနှင့်တင်မြအောင်ဘရဝဥစွာပြစ်လုံတော့ထိုနောက်မှပြန်လာ၍သိညီပူဇော်တကားကိုဆက်ကပ်တော့တန်သည်သိညီတရားကြိုင်ဘက်နှင့်အတူတရားရုံးသို့သွားနေစဉ်သူနှင့်ပြန်လည်တင်မြအောင် အလဲအညံပြုတော့ထိုသို့မပြုရင်သူသည်တင့်ကိုတရားတကြီးလက်သို့အပ်လိမ့်မည်တရားတကြီးသည်လည်းတင့်ကိုမဲမှုထမ်းလက်သို့အပ်၍အကျဉ်းချထားလိမ့်မည်ထိုအခါတန်သည်ပေးဆောင်ရမည်ငွေကိုအကောင်အဆင်မပေးမချင်ထောင်ထဲမှထွက်ရလိမ့်မည်မဟုတ်ဟုတင့်အားငါအမှန်ဆို၏ဤသည်ကခရစ်တုသခင်၏ညက်တော် အေဝံဂေလိတရားတော်ပေသည်။အိုခရစ်တုသခင်ကိုရောရှန်အားချီးမွမ်းတော်ဗနာရှိပါစေ။ In the words of the gospel wipe away our sins. ပုဂ္ဂိုလ်သောမှာတစုပြားရဲ့ကောင်းကြီးတော်တန်ရှင်းသောဂျူလင်းနဲ့ကဲကောင်းကြီးတော်ပါရင်းကာလာရဲ့ကောင်းကြီးတော်စိန့်ဂျိုဆက်ကဲထက်ဆန်စုတောင်းပေးခြင်းကောင်းကြီးတော်တန်တော်လွှမ်းကြုံနဲ့ပါရင်းကာလာပရဘတ် ဂျာတာဝင်းဒီညချင်းချပါစီလို့ဖာသာဆူတောင်းမြတ်တာပို့တာရင်နဲ့နပန်ကဝါရင်းကာလာပရပတ်တောက်ကြနေဖက်ကြားတောက်ရှိရမယ်အေးဝင်ကလေးကျန်းစာတော်မြတ်ချက်တဲ့တန်မာဒီဦးခန်းကြီးကခန်းရဲ့20ရာနေ25အထိဖာသာတို့ဖက်ကြားခဲ့ခြင်းဖြစ်ပါလေဒီအကြောင်းအရာကိုတန်လူကရဲ့အေးဝင်ကလေးကျန်းစာတော်မြတ်ထဲမှာလည်းပဲဖာသာတို့ဖက်ရှုနိုင်ပါလေ အကြောင်းအရာတွေကပါလဲအကြောင်းအရာတွေကတော့အများကြီးပဲတော့ဒါပေမဲ့ဒီအထိကဆိုလိုချင်တာကပါလဲဆိုရင် father မြတ်ဒေါသထွက်ခြင်းအမြတ်ဒေါသထွက်ခြင်းကဲတော်မသွားပြန်ပါเนาะဒီအကြောင်းအရာတွေကတော့ father ဒီရဲ့ပြီးခဲ့တဲ့ကျမ်းစာထောက်ရှုချက်တွေတော့ပြောခဲ့တယ်တမ္မာတိဦးရဲ့အခန်းကြီး9 6ခွန်ဒီအခန်းကြီး3ခုဟာ ယေရှုသခင်ရဲ့တရားတော်အားလုံးကိုเนาะကြိုတင်ပြီးတော့မှအော်ဗောဒီကောင်းကြီးပိုင်းအနေနဲ့သူပြောရမှာဗောเนาะအကြောင်းအရာတော်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 လေးတွေကိုအဲ့လိုလိုက်ပြီးတော့မှရေးသားတင်ပြထားတယ်ဒါကြောင့်မလို့ဒီတန်မာတေဦးရဲ့အခန်းကြီး9 6ဒီ3ခန်းကပြောမယ်ဆိုရင် Father တို့ပြည့်ညတ်တော်ဆယ်ပါးရဲ့เนาะဒီအနှစ်ချုပ်ဖြစ်တယ် ပြည့်ညက်တော်ဆယ်ပါးဟာဒီတမာဒီခန်းကြီး9 6ခွန်ကိုတော့ဒီအကျဉ်းချုပ်ပြီးတော့မှဟာလာအနှစ်တွေပဲထောက်ထားတဲ့ဒီပြည့်ညက်တော်ဖြစ်တယ်။ဒါကြောင့်မလို့လည်းပဲယေရှုသခင်ကတော့မိုးဆက်လည်းဖြစ်တယ်ဆိုတဲ့အကြောင်းတမတက်ကမိုးဆက်မိုးဆက်လည်းဟုတ်တယ်လို့တင်စားပြီးတော့မှသူ့ကိုဒါကြောင့်မို့တော့တင်စားကြတယ်ပြီးတော့မှာ ယေရှုသခင်တာဝန်တော်ပေါ်မှာအစင်းတဲ့ကြောင်းတဲ့အချိန်တုန်းကမိုးဆစ်ဘာကြောင့်မို့ပေါ်လာရတယ်လေတမန်တော်ပါเนาะဒီဖျားသခင်ကသူ့ရဲ့ပြည့်ညတ်တော်ဒီအားလုံးကိုမိုးဆစ်အားဖြင့်သူ့ရွေးကောက်တဲ့မြောက်တဲ့ဣသရေလလူမျိုးတွေကိုเนาะဒီပြည့်ညတ်တော်တွေပြည့်ညတ်တရားခြင်းတွေပေးခဲ့ထို့သူပဲယေရှုသခင်ဟာဓမ္မသက်ကာလမှာပြည့်ညတ်တော် အခုဒီနဘက်က father ဘက်မှာကြောင်းရမှာလည်းပဲနော်လူအသက်ကိုမတတ်နဲ့တတ်တော်သူဒီရုံတော်၌ကျစီရင်ခြင်းကိုခံထိုက်ဤလို့အဲ့လိုတောင်းတနေတယ်ဓမ္မဟောင်းပါနော်အဲ့ဒါကဘာဆိုလို့ရလဲဆိုရင် father အနေနဲ့လူအသက်ကိုမတတ်နဲ့ဆိုတာကတကယ်ဒေါက်တာယူတနက်ယူပြီးမှတတ်မှာသာလဲလူအသက်မှုလို့အဲ့လိုတတ်မှတ်တယ်ဒါပေမဲ့ဒီနေရာမှာယေရှုသခင်ဆိုလိုချက်တာက ုတ်တာတနက်ကြိုင်ပြီးတော့မှတတ်မှာပဲဖာဒါတို့လူတတ်မှုမဟုတ်ဘူးဆိုတဲ့အကြောင်းကိုယေရှုသခင်ကထပ်ပိုးပြီးတော့မှနော်ဒီပြည့်ညတ်တော်နော်ဒီကိုပုံမှုပြီးတော့ပြည့်တော်အောင်သူအဖြစ်ဆက်ထားတယ်ဟဟအဖြစ်ဆက်ထားတယ်ဒေါသအတွက်တဲ့သူကိုညီအကိုကိုအယူလို့ပြောတဲ့သူဟဟနော်ကိုညီအကိုကိုအယူလို့ပြောတဲ့သူဒီလူတွေအားလုံးကဘာဖြစ်ကြမှာလဲ ယုံတော်မှာတရားစီရင်တာကိုခံရမယ်လို့နော်လားနော်ဆိုရတယ်ပြီးတော့မှအတုံးမကြတဲ့သူလို့အဲ့ဒါနော်အတုံးမကြတဲ့သူလို့အဲ့လောက်ကြီးပြောတာ Father တို့ခါကျအမဲအယူပဲလို့ပြောနေကြတယ်နော်အဲ့ဒီမှာမဲအယူပဲလို့ပြောတဲ့အခါမှာ Father တို့ကနော်စိတ်တို့ပြီးတော့ပြောတာရှိတယ်ဒီခါကျလို့ရှိရင်ခင်လို့ပဲဖြစ်ကွာဒီကောင်ယူပဲလို့နော်အများကြီးလို့ပဲပြောနေကြအဲ့ဒီလည်းပဲရှိတယ် ဒါပေမဲ့เนาะဘလူပဲဖြစ်ဖြစ်เนาะဘလူပဲဖြစ်ဖြစ်နောက်တာကြောက်တာပဲဖြစ်ဖြစ်เนาะချက်နိုင်လို့ရှိရင်ဒီလိုစကားမျိုးမတုံးတာအကောင်းဆုံးပဲเนาะဒီလိုစကားမျိုးမတုံးတာအကောင်းဆုံးပဲတကယ်ကိုဟာနှုတ်စည်းဆောင်နေဆိုရင်เนาะဟာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့မပြောနဲ့သူ့ရဲ့နာမည်အရင်ကိုပဲခေါ်เนาะဒါမှမဟုတ် father အာဒီအလဲအဒီ father တို့ကိုရင်ဘွားတော်ကကိုရင်ဘွားတော်က အာဒီအဲ့လိုနာမည်လေးတွေဟောနာမည်ပြက်လေးတွေပေါ့နော်။လှောင်ပြီးတော့မှခေါ်တာနော်။တယောပြီးတော့မှခေါ်တဲ့နာမည်တွေလည်းရှိတယ်။အဲ့နာမည်တွေကို Father ရဲ့အကြောင်းအုပ်ကမခေါ်ခိုင်းဘူး။မခေါ်နဲ့နာမည်ရင်းကိုပဲခေါ်ဆိုပြီးတော့မှအဲ့လိုပြောတယ်။ပြောမိမှလည်းပဲလူတိုင်းအဲ့လိုခေါ်တဲ့အခါကျတော့သူ့ကိုယ်တိုင်ကဘောလုံးကင်းထဲမှာအဲ့ဒီ brother အဲ့ဒီ brother ရဲ့ brother ကြီးပေါ့နော်။ brother တစ်ပါးရှိတယ် Father နာမည်တော့ပြောတော့ဘူး။ တချို့သိတဲ့သူတွေလည်းပဲတော့ကြမှာဖြစ်နေမှာစိုးလို့เนาะအဲ့ဒီနာမည်ပြက်လေးရှိတယ်အဲ့ဒီနာမည်ပြက်လေးတွေနဲ့သူကိုယ်တိုင်ပဲဟာလာเนาะဒီသူ့ကိုဘောလုံးပေးဖို့သူအော်တဲ့ခါဖြစ်စေသူကဘောလုံးပို့လိုက်တော့မယ်ဆိုတဲ့ခါဖြစ်စေဘသူ့ကိုပို့မယ်ဆိုတဲ့အကြောင်းကေနာမခေါ်ပြီးတော့သူအဲ့လိုလေခေါ်တယ်ခေါ်တဲ့နာမည်ကနာမည်အရင်မဟုတ်ဘူးအဲ့ဒီနာမည်ပြက်တယ်ဆိုတော့အဲ့ဒီလိုနာမည်ပြက်တယ်ခေါ်လို့ father ဒီနေ့ဒီချိန်ထိအဲ့ဒီဘုံကြီးနှစ်ပါးရဲ့နာမည်အရင်က နော်စေကျော်ချင်းနာမည်နှစ်ပါးရတပါးတော့စေကျော်ချင်းနာမည်တော့မမိတယ်ဒါပေမဲ့သူတို့ရဲ့တကယ်နာမည်အရင်ကို father မသိဘူးနောက်တပါးဆိုရင်သူရဲ့စေကျော်ချင်းနာမည်တော့မှ father မမှတ်မိဘူးဘာဒါဖြစ်လို့တော့အဲ့နာမည်ပြတဲ့လို့ခေါ်နေလို့အဲ့ဒါနော်အဲ့လိုခေါ်နေလို့ကဲဆိုတော့ father တို့အနေနဲ့အယူလို့ပြောလိုက်တာနဲ့ပဲယေရှုသခင်ကဘာလို့တာဘာလို့မညာတာလဲဒါအစ်စီရင်ချက်ကိုခံထိုက်ခဲ့လို့ဆိုတာလေ။ဒါကြောင့် ကဲလူတယောက်ကိုအယူလို့ပြောလိုက်တာလူရှိမှတိတ်ခါကြတာဒါလည်းပဲအသက်မသိရတော့မှ father လူကုံတိတ်ခါကိုတတ်တာတော့လူကုံတိတ်ခါကိုတတ်တာအရှက်ရောက်လို့တာဒါလူကုံတိတ်ခါကိုတတ်ပြန်တာအဲ့လိုလူကုံတိတ်ခါကိုတတ်တာလူအသက်ကိုတတ်တာတဲ့ပုံပြီးတော့မှเนาะဒီဆိုလိုအပြောမယ်ဆိုရင်အဖြစ်ကြီးတယ်ဘာကြောင့်လဲလူအသက်ကိုတတ်မယ်ဆိုတခါတတ်ပြီးရတယ်တိတ်ပြီးပြီး နော်ဒါပေမဲ့ကိုခုနပြောတဲ့လောင်ခံရတာပြောင်ခံရတာကြီးစဲခံရတာဒါတွေအားလုံးကဘာဖြစ်လာလဲအခါကအထက်ထက်သူကအဲ့လိုလောင်ကြောင်ခံရမှာနော်အစပိုင်းတော့မကြိုက်ဘူးဒါပေမဲ့နောက်ပိုင်းကျတော့ဒါသူအလားနော်ဒီလူတွေအဲ့လိုခေါ်ပန်များတဲ့ခါကျတော့လူလူနေင်းနဲ့နားရံသွားပြီးတော့မှကြိုက်တယ်မဟုတ်ပေမဲ့လည်းဒါကွာဘာခံစားချက်မှ မရှိတော့ဘူးအဲ့လိုပြောလို့သူလက်ခံတယ်လို့ဖာသာတို့ပြောလို့မရဘူး နော်မှဆိုပါဆို father တို့နော်ဒီအင်းမြန်တွေကို father တို့အနေနဲ့ဟုတ်လားနော်ဒီကလာလို့အလို့ခေါ်တဲ့ခါကြရင်လည်းပဲဒါသူ့အနေနဲ့မခံကြပြင်မဲ့ဒါပေမဲ့ခေါ်ခံရပံညားသွားတဲ့ခါမှာလက်ခံလိုက်သူလို့ဖြစ်သွားတယ်တကယ်တမ်းကျတော့ဒါမခေါ်သင့်ဘူးနော်မခေါ်သင့်ဘူးအဲဒါဘို့ father လည်းပဲအတက်နိုင်ဆုံးအလို့နော်သုံးရမယ်အနေမျိုးအထားမျိုးရောက်လို့ရှိရင်အင်းဒီယန်ဆိုပြီးတော့မှရဲအဲ့လိုသုံးနေရှိတယ် ော်လားအဲ့ဒီဟာမျိုးကိုဟိုသူတို့ကို နော်ဒီတင်ရစီမဲ့နေနဲ့အဲ့ဒီအသုံးလုံးမျိုးမပြောမိအောင်ကို အတက်နိုင်ဆုံးဘာလုပ်တာလဲဆိုရင် နော်ဒီတတိထားတယ်နော်တက်နိုင်ဆုံးတတိထားတယ်ဆိုတော့အဲ့ဒီလိုမျိုးသူမျိုးကိုနေလိုက်ချင်းဟာသူမျိုးကိုလောင်ကြောင်ချင်းဟာသူမျိုးကို နော်ဒီကြီးစေပြီးတော့မှအဲ့နာမည်ကိုခေါ်ရဲဆိုတာကဒါဘာလုပ်တာလဲလူကုံတိတ်ခါကိုတတ်တာနဲ့တူတူပဲ ဲ့ဒါလူအသက်ကိုတတ်တာနဲ့အတူတူပါပဲနော်ဒါကြောင့်မို့ယေရှုသခင်ကဓမ္မအောင်ကျမ်းထဲမှာတင်ထားတာဒီလိုတင်ထားတယ်ဒါပေမဲ့ဓမ္မသစ်ကျမ်းမှာပို့ပြီးတော့မှလက်တွေ့ကြတယ်ပို့ပြီးတော့မှလူ Father Roo ရဲ့လူမှုအတိုင်းဝိုင်းနေမှာဖြစ်ပြက်နေတဲ့ဒီအဖြစ်အပျက်ကိုယေရှုသခင်ကသုံးသပ်ပြီးတော့မှနော်လူတစ်သက်ကိုတတ်တယ်ဆိုတာဒေါက်တာလှမ်းလက်တက်ကံ့ညို့မှာတတ်မှာထိုးမှာရိုက်မှာတေးတာတေးမှာနော် အဒီအသေးအသက်ချင်းမဟုတ်ဘူးဆိုတဲ့အကြောင်းတိတဲ့ပုံတော့ကျေပြက်နေဆိုတဲ့အကြောင်းဟုတ်လားဒီတဲ့ပုံတွေမှာကျေပြက်နေဆိုတဲ့အကြောင်းနောက်ဆိုတော့သူတို့ဘာကို father တို့နော်တိတ်ကြကြအောင်သူတို့ဘာကိုပြိုလဲအောင်သူတို့ဘာကိုအရှက်ရစေအောင်လှုပ်ဆောင်ကြအဲ့ဒါလူတက်မှုပဲနော်လူတက်မှုပဲဆိုတော့ father တို့အနေနဲ့ဟုတ်လားနော်ဓမ္မအမျက်ဒေါသဆိုတာကနော် father တို့ဒေါသတွေ့တဲ့အခါမှာပါဇက်ကနေပြီးတော့ပုတ်ကြီးကပြောလိုက်တယ်နော်သူ့ကိုပုံစုံမြစ်ချိုးပြောလိုက်တယ်အဲ့ဒါလည်းပဲ အဲ့ဒီလိုပြောလိုက်တဲ့သူကိုအပြောခံရတဲ့သူရဲ့အဆက်ကို father တို့ဟာတတ်လိုက်တာသူ့ရဲ့ကောင်းတိတ်ခါကိုတတ်လိုက်တာနော်ဘာကြောင့်လဲသူကဖျားရဲ့သားသမီးအဲ့ဒါကိုဖျားရဲ့သားသမီးနဲ့မတန်တဲ့နော်ပြောဆိုမျိုးတွေခိုင်းနှိုင်းမှုမျိုးတွေနဲ့ father ကတုံ့နှောင်းခြင်းကဒါနော်အပြည့်တက်ရောက်သွားတယ်အဲ့ဒါနော်အပြည့်တက်တက်ရောက်သွားတယ်ဘယ်လောက်ကြည့်ပြောလို့ဆိုအပြည့်အပြည့်တက်ရောက်တယ်လို့ပြောတာနည်းနည်းပေါ့နေတယ် ဒါပေမဲ့ယေရှုသခင်ပြောတယ်လို့သာဆိုရင်အပြစ်ကြီးလို့ပြောရမှာတရားရုံးသွားပြီးတော့မှမူစိန်တော့ဒီတရားစီရင်ဖို့လူတွေဆိုတဲ့ကြောင်းအတုံးမကြဘူးလို့အယူလို့ဟုတ်လားနော်အစတဲ့ပြင်အဲ့လိုမျိုးပြောလိုက်ပြောလိုက်တဲ့သူ့ဟာနော်ဒါတစ်ဖက်သားရဲ့ဂုံတိတ်ကောင်ကိုတတ်လိုက်တာကြောင်းယုံမှာနော်ပြစ်စီရင်ဖို့ပြစ်စီရင်တာကိုခံရမယ်ခံထိုက်တယ်ဆိုပြီးတော့မှစူကားတယ်ဂေဟနာမီတန်ကို ခံတတ်တယ်လို့ဆိုတော့ပါတယ်။ဒါမှမဟုတ် Father ကအာပြောလို့နောက်တာဘာညာနဲ့မခေါ်ပါနဲ့။အတက်နိုင်ဆုံးသူတို့ရဲ့နာမည်အရင်းတွေကိုအဲ့ဒါမှခေါ်ခြင်းအဖြစ်ဒါပို့ပြီးတော့မှကိုယ်လည်းပဲဂုံတိတ်ခါရှိတဲ့လူတယောက်ဆိုတာပြတယ်။သူ့ကိုလည်းပဲမင်းလည်းဂုံရှိတဲ့လူတယောက်ဆိုပြီးတော့မှ လေးစားတမှုပြုတာအဲ့ဒီမှာ ပေါ်လွင်လာတယ်။ဖျားသခင်က Father တို့သူ့ရဲ့ဖန်ဆင်းခဲ့မလို့လောက်ကျန်တယ်လို့လုပ်မယ်ဆိုပြီးတော့မှ တိတ်တော့မှမလုပ်ဘူး။ဘာကြောင့်လဲ Father တို့လုပ်ခြင်းကသူ့လုပ်လာတဲ့အတူတူပဲ။မနေ့ကဒီနေ့ပေါ့နော်ဒီနေ့ရဲ့ကျွန်တော်ဒီမိစားတရားတော်မြတ်ထဲမှာဖတ်ရှုရတဲ့ဒီအေဝံဂေလိကျမ်းစာတော်မြတ်ထဲမှာ Father တို့ဘာကြားတယ်လဲဆိုရင်တင့်ကိုသူတို့ဘာပြုစေခြင်းတဲ့အတိုင်းသူတို့ဘာကိုလည်းပြုပါလို့အဲ့လိုဆိုလာတယ်။ဒါကတကယ်နော်လား။တော့ဒီအဓိကအချက်ပဲတကယ်တော့ချက်ပဲ။နော်ဒါကြောင့်မို့ယေရှုသခင်ကဖျားသခင်က ူ့ကိုယိုသေးတာလည်းသူကြိုက်တယ်လို့သူ့မြောင်းလည်းပဲသူယိုသေးတယ်ဟုတ်လားနော်သူ့မြောင်းလည်းသူယိုသေးတယ်ဒါကြောင့်မလို့တဲ့ကိုသူတို့ကပြုစီပြုစီလူတဲ့အချိန်သူတို့ကလည်းပြုပါဆိုတာကြောင့်မလို့เนาะအသိရှိလို့ရှင်တတိရှိလို့ရှင်ရင်တရားဆောင်နေဆိုရင်ပေတော်မှာတဖက်သားကိုလောင်ပြောင်တဲ့စကားမျိုးဒီအမိနာမမျိုးနဲ့เนาะပြုမှုမျိုးနဲ့မလုံးကြီးစင်နေအဲ့ဒါလူတက်မှုကျွမ်းလွန်တာနဲ့အတူတူပဲဆိုတော့အဲ့ဒီပြည့်တန်အတွက် ဆက်ဖြေရပါလိမ့်မယ်။နောက်ပြီးတော့ဒုတိယတစ်ချက်ကပါလို့ဆိုရင်နော်ဒီတရားဆိုင်ရဲ့သူနော်တရားလိုတဲ့တရားခံနော်လားတရားလိုနဲ့တရားခံကနော်အဲ့ဒီတရားလိုကတရားခံနဲ့တရားခံကတရားတရားလိုနဲ့ရုပ်ကိုသွားနေတဲ့ဒီချိန်တော့တွဲမှာမလုပ်တာနဲ့ကျေးနိုင်ဖို့စူးစမ်းဆိုပြီးတော့ယေရှုသခင်နော်ပင်ကြားထားတယ်တကယ်လို့မကျေးနိုင်မှန်းနဲ့ဒီယုံကြည်ရောက်သွားတယ်ဆိုရင် တော့တဲ့ရဲ့ခန့်ကရှုံးသွားလို့ရှိရင်အဲ့ဒီအာနာသားတွေလက်ထဲကိုအကျဉ်းခံရမယ်အဲ့ဒီအာနာသားလည်းဘာလို့မလဲဒီထောင်ထဲကိုကျင်းချရမယ်ပေးစရာရှိတဲ့နောက်ဆုံးအကျွေးတရားအထိမပေးမချင်မစင်မချင်နောက်ထောင်ထဲမှာပဲကြာနေရမယ်လို့ဆိုထားပါတယ်ဒီတကယ်လို့ကဒီအချက်ကဘာလို့ဆိုလို့ချက်မလဲဆိုရင်နောက်တချို့ယေရှုသခင်ကိုယုံကြည်တယ်လို့ပြောတဲ့ တချို့ခရိယန်တွေငရေမရှိဘူးလို့ဆိုတယ်ဒီခုနပြောခဲ့တဲ့ဒီအချက်ကငရေရှိရဲဆိုတာကိုဒါဆိုလိုခြင်းဖြစ်ပါတယ်။အားကြောင့်လေဆိုရင်အဲ့တော့သင်ဒီပေးဆောင်ရမည်ဝေကိုအကောင်းဆုံးမပေးမခြင်းထောင်ထဲမှာထွက်ရနိုင်မည်မဟုတ်ဘူးတန်ရငါအမယ်ဆိုဤလို့ဆိုထားပါတယ်။နောက်အကျဉ်းတော်ထဲမှာနော်လားဒီပေးဆောင်ဆရာရှိတာဒါမှမဟုတ်အဖြစ်တန်နော်မကြည်မခြင်းဤရမယ်။ဟုတ်ပြီနော်။ ဒါလည်းပဲသူနီးတကောင်ပဲ father လည်းပဲငြင်းငင်မှာနောက်သွားပြီးတော့မှနေရတယ်ဆိုတာကိုယ့်ရဲ့အပြင်မကြေမကျင်ဘာလုပ်ရတာလဲစက်ပြေးရတယ်ဒါကြောင့်မို့ရှင်တဲ့သူတွေဟာဒီအစ်စ်တန်အတွက်ကိုဘာလုပ်တာလဲဆိုရင်ပို့ပွားဖို့အတွက်နော်လျှော့ပေါ့သွားဖို့ရင်အတွက်ဒါနော်စုတောင်းပြီးရဲသူတို့အတွက်ကောင်းမှုကုသိုလ်တွေလုပ်ပေးတယ်ဟုတ်လားနော်သူတို့အတွက်ကောင်းမှုကုသိုလ်တွေလုပ်ပေးတယ်အဲ့ဒါက father တို့ ငရဲငယ်မှာเนาะရှိတဲ့သူတွေရဲ့ဖြစ်ချင်းငရဲငယ်အကြောင်းကိုဒါမိပေါင်းထိုးပြတာဟုတ်လားမိပေါင်းမိပေါင်းထိုးပြတာဆိုတော့နော် father တို့အနေနဲ့ဟုတ်လားเนาะပေးဆောင်ကြရရှိတာတရားသကြီးကဘာဖြစ်လဲယေရှုသခင်အားကြောင့်လည်းကျမ်းစာထဲမှာပြောတယ်ဟုတ်လားเนาะဒီဒီဒီတရားစီရင်မဲ့သူဟာကြွလာလိမ့်မယ်ဆိုတဲ့အကြောင်းဟုတ်လားနောက်ဆုံးတော့ဒီမှာကြွလာမယ်ဆိုတဲ့အကြောင်း father တို့ကြားတယ် ဆိုတော့ဒီမှာယေရှုသခင်က Father ရုပ်ကိုနော်လာစီရင်မယ်။တော့ယေရှုသခင်က Father ရုပ်ကိုတော့ဒီကိုယ့်ရဲ့လောက်ဆောင်ချက်ပေါ်မှာမူတည်ပြီးတော့မှစီရင်တယ်ဆိုတဲ့ဒီစကားလုံးလည်းပဲသတိချပါ Father ရုပ်မြောင်းရစီရင်တယ်လို့ပြောလို့ရှိရင် မတရားသဖြင့်ပဲစီရင်တာကိုခံခဲ့ရတော့စီရင်တယ်ဆိုတာတကယ်တမ်းအာဒီအပြုသဘောဆောင်တဲ့အိဗယ်ကို father root တိတ်ပြောင်းမတွေ့ဘူးမနစ်တနေ့ရတယ်ပဲဘာသာတစ်ယောက်က father လာပြီးဟာစီရင်နေစီရင်နေဆိုတော့ เนาะไอ้ซีเนี่ยဆိုတဲ့စကားက father သူ့ကိုဥမာပေးလိုက်တယ်စာမေးပွဲလို့เนาะစာမေးပွဲလို့ father အဲ့လိုပြောလိုက်တယ်စာမေးပွဲကစာရတဲ့သူတက်ကစာမေးပွဲကတန်းတက်ဖို့စာမရတဲ့သူတက်ကဒါဘာဖြစ်တာလဲဒါကြောက်ထူးတော့ဘူးဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာစာမေးပွဲကရှိတဲ့လားမရှိတဲ့မူလားเนาะပြီးတော့မှစာမေးပွဲလို့ပြောပြီးမယ်အတန်းချဖို့မဟုတ်ဘူး စာမီးပွဲလို့ပြောတိုင်းလည်းပဲကောင်းကင်ကိုပဲတန်းပြီးတော့မှတက်ခိုင်းလို့မဟုတ်ဘူးစစ်စေးရေးဆိုတာရှိတယ်ဆိုတာကိုပြသနေတယ်ဒါကြောင့်မို့ father တို့ကြက်လက်ဒါဒနာတို့အနေနဲ့ဖရာသခင်ကဘလောက်ပဲချစ်ချင်းမြတ်တာကြီးမားကြီးမား father တို့ရဲ့နော်လားဆက်ပြေစရာရှိတယ်အဲ့ဒီအကျင့်တော့ကိုတော့ပြန်ဆက်ပြေဖို့လိုတယ်အဲ့ဒီအကျွေးမကြည့်မချင်း father ကလွတ်မှာမဟုတ်ဘူးဆိုတော့နဗ္ဗံကဖတ်တဲ့အဲ့ဒီနော်အဲ့ဒီကြမ်းချက်ကငရေငယ်ရှိတယ် father တို့ရဲ့လောကမှာ ။တက်ရှင်တဲ့ချိန်တုန်းကနော်ဒီမဆက်ဖြစ်ဆက်ဖြစ်မကုန်တဲ့အဖြစ်တန်ဒီကန်နော်အင်းရဲ့မှာသွားပြီးတော့မှဆက်ဖြစ်ရမယ်။ဒါပေမဲ့ father တို့အတွက်အဲ့လိုအချိန်ကြီးမှာ father တို့တက်ဆူတောင်းဝေးမဲ့သူရှိလို့ရှိရင် father တို့ကအမြဲဆုံးကြွမယ်။နော်အမြဲဆုံးကောင်းကင်ဘုံကိုရောက်မယ်။ဘာကြောင့်လဲ။ဖျားရှိမှာနှစ်ပေါင်းတထောင်မှာတိတ်ရက်နဲ့လည်းတူတယ်။ဒါပေမဲ့နော်ဖျားနဲ့ဖျားနဲ့ရှိတဲ့ကနှစ်ပေါင်းတထောင်မှာတိတ်ရက်နဲ့တူတယ်။ဖျားနဲ့ဝေးกว่าခြင်းဟာ တရက်ကနှစ်ပေါင်းတစ်ထောင်နဲ့တူတယ်ဆိုသလိုပဲ father root အနေနဲ့ဟုတ်လားနော်ဒီအဲ့ဒီဒီအတက်နိုင်ဆုံးဟုတ်လားနော်ဖျားရဲ့ဟုတ်လားနော်ဖျားရဲ့ဒီခွင့်လွှတ်ခြင်းကိုရရှိနိုင်ဖို့ရန်အတွက်လောကမှာအသက်ရှိထင်ရှားရှိနေတဲ့ခြင်းကလေးဟာကြိုးစားအားထုတ်ကြပါစို့ဖျားတကယ်တို့နဲ့ရှိပါစေကိုရောဝိညာဉ်နဲ့လည်းရှိပါစေအလုံးစုံကိုတက်နိုင်အောင်တော့ခမီးတော် တာတော်တန်ရှမ်းတော်ဝိညာဉ်တော်ဖျားကြီးနာမတော်မြန်နိုင်ကျွန်တော်လက်တင်ဉာဏ်ဉာဏ်၎င်းဖျားကြီးတန်ရှမ်းတော်မေတော်မာရိယမေတော်ကျော်စောသောခင်မောင်းတော်တန်စုစေတရားတမန်ပေါင်းသူတော်သူမြတ်အပေါင်းပရောဖက်ပေါင်းတရားတော်ကြောင့်တေခံတော်သူပေါင်းတိလာတဲ့အပေါင်းရဲနာပေါင်းပြီးတောင်းလျှောက်ပေးခြင်းနဲ့၎င်းတန်တို့နိုင်နဲ့ဆိုးရီတကိုတက်ပြီးရှစ်သမြနဲ့ယောဂဘေးပြပေါင်းအထူးသဖြင့်မတရားအကျံပတ်ဖက်ဆစ်စမိုက်စာရိပ်ပြီးနေဉဉ်ဆက်နေဆက်ချင်းကြောင့်တက်ရှုသွေးပွဲရုပ်မှပတ်ဆက်မှုများ မိဘေးလေးဘေးရေဘေးဆက်ဘေးတဘာဝဘေးလူပန်ဒီတော်ဘေးယံကတိန်တို့မှာကျင်းဝေးကြပါစေတော့အာမင်ပြည်သူကြည့်ရလုံးပါဝင်တော့အရေးတော်ပေါ်မုန်ကြအေခင်အញ្ញံအမန်အောင်းအောင်းမအောင်းလဲအောင်းနေပြီလာကြဒုဒုယောင်ကြဆို